မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကကျူးလွန်နေတဲ့လူသားမျိုးတွေအပေါ်ရာဇဝတ်မှုများကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ပြက်ကွက်နေခြင်းကြောင့်ကြောက်မက်ဖွယ်ရာနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံဤလက်ရှိအခြေအနေကထင်ရှားစွာလှဟပြသနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာနိုင်ငံတွင်စစ်တပ်ကကျူးလွန်နေတဲ့လူသားမျိုးနွယ်အပေါ်ယာစပွေးမှုများကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ပြက်ကွက်နေခြင်းကြောင့်ကြောင်မဲ့ဖွဲ့ရနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံ၏လက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြသနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကုဆလေတမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်ရှမနီအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဥပဒေရေးရာကော်မတီစက်ထမကော်မတီ၏အထွေထွေဆွေးနွေးပွဲစီစဉ်အမှတ်80တင် လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်အရာစဝတ်မှုများအကောင်းဆုံးဖြင့်အထွေထွေဆွေးနွေးမှုအတွင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တဲ့ကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်မြန်မာနိုင်ငံအပါဝင်ကပ္ပနီယာအနှံ့တွင်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်အရာစဝတ်မှုများဆက်လက်ဖြစ်ပေါ်နေလျက်ရှိလူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်အရာစဝတ်မှုများကို IPP ဆိုင်ရာအတိုင်ဝန်းကပြတ်သားစွာတုံ့ပြန်အရေးယူဆောင်ရွက်ရန်ပြတ်ကွက်နေခြင်းဤချောင်းမက်ဖွဲရာနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံဤလက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြသနေကြောင်း 2025ခုနှစ်စက်တင်ဘာလအတွင်းလူခွင့်ရေးကောင်စီတို့တင်သွင်းခဲ့သည့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ရည်အီအစီရင်ခံစာ၌အကြံဖတ်စေအုပ်စုကကျွလွန်နေသည့်ယာစပွဲမှုများပုံမပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရိမ်ဖွယ်ရာအထောက်အထားများဖြင့်ဖော်ပြထားကြောင်းအမတ်ကြီးကပြောဆိုပါသည်။အကြံဖတ်စေအုပ်စုသည်၎င်းတို့၏ရက်ဆက်ကြံကြုတ်သည့်ယာစပွဲမှုများကိုတာဝန်ခံမှုမှရှောင်လွှဲရန်ကြံစီ၍တရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စေရန်ရည်ရွယ်ချက်ဖြင့်အထူးရောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေကြောင်း တရားဝင်မှုကိုအထူးရောက်ဖန်တီးရန်ကြိုးပမ်းမှုများသည့်ရက်ဆက်ကြမ်းကြုတ်သည့်ယာစပွင့်မှုကျူးလွန်သူများကိုအပြစ်ပေးအရေးယူခံရမှုမှာကာကွယ်ပေးနိုင်မည်လည်းမဟုတ်သလိုအကာအကွယ်လည်းမပေးသင့်သည်ကိုသတိပြုရန်လိုအပ်ကြောင်းတမ်မတ်ကြီးကထောက်ပြပါသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ယာစပွေးမှုများအတွင်တာဝန်ရှိသူများကိုအပြည်ပြည်ဆိုင်ရာယာစပွေးတရားရုံးနှင့်အခြားသောသက်ဆိုင်ရာတရားစီရင်ရေးရန်နေရာများ၏တင့်လျော်သည့်တရားစီရင်ရေးလုပ်ငန်းစဉ်များမှတက်စဉ်အပါဝင်အပြစ်ပေးအရေးယူရမည်ဖြစ်ပြီးအကြံဖတ်စေအုပ်စုကစီစဉ်နေသောအတုရောင်ရွေးကောက်ပွဲကိုပြတ်သားစွာပေးချရန်နှင့်ဆီအာနာရှင်စနစ်ကိုအဆုံးသတ်ရင်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတသောအနာဂတ်ကိုရရှိစေရတဲ့အတွက် မြန်မာပြည်သူများ၏ကြိုးပမ်းမှုတွင်ခိုင်ခိုင်မာမာအထူးတကွနီလန်းအားလုံးကိုအသုံးပြု၍ရည်တည်ပေးကြရန်ဟပီပီဆိုင်ရာအတိုင်ဝန်နှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကိုတမ်းမဲကြီးကတောင်းဆိုလိုက်ပါတယ်စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်သည်ခွဲခြားမှုမရှိ၄ကြောင်းတိုက်ခိုက်မှုပေါင်း3844ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်း4135ဦးဆုံးရှုံးခဲ့ရကကျောင်းစေကန်နှင့်ဘာသာရေးအဆောက်အအုံတထောင်ကျော်အပါအဝင်ပုဂ္ဂလိကအဆောက်အဦပေါင်း3000ကျော် ပြက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ပါကြောင်းလက်ရှိအချိန်တည်းမှတ်တမ်းတင်အတည်ပြုထားနိုင်သောအစုလိုက်အပြုံလိုက်တက်ပြတ်မှု452ကြိမ်ကျူးလွန်ခဲ့ပြီးကလီငယ်ရခနန်းအပါဝင်အရက်သား4863ဦးသေဆုံးခဲ့ရပါကြောင်းအကြံဖတ်စစ်တပ်သည်တရားမဝင်အတင်းကျစစ်သားစုဆောင်မှုပေါင်း 1638ရောက်ကိုလည်းကျူးလွန်ခဲ့ပြီးအရွယ်မရောက်သေးသူများအပါအဝင်လူပေါင်း3000ကျော်ကိုအတင်းအကျပ်စစ်သားစုဆောင်ခဲ့ပါကြောင်း2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာဝင်တို့ဤနေတူးနေပြည့်နေ့တွင်ပင်အကြံဖတ်စစ်တပ်သည်သကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့နယ်တွင်လူစုလူဝေးအတွင်သို့လူမဆန်စွာလေကြောင်းမှတိုက်ခိုက်ခဲ့ပြီးကလီငယ်များအပါအဝင်အရက်သား20ခန့်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာထဏ်ရာရရှိခဲ့ပါကြောင်းတမ်မတ်ကြီးကပြောဆိုပါသည် အကြံဖက်စစ်တပ်ကလူသားမျိုးတွေပေါ်ကျူးလွန်သောရာဇဝတ်မှုများနှင့်စီရာဇဝတ်မှုများကျူးလွန်နေရာတွင်ချင်း၊ကချင်၊ကရင်နီ၊ကယား၊ကရင်၊ရခိုင်၊ရှမ်း၊စကိုင်းနှင့်မကွေးတိုင်းဒေသကြီးများရှိအရက်သားများအပေါ်ခွဲခြားမှုရှိပြီးပြစ်ခတ်တိုက်ခိုက်ခဲ့သည့်လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများတိတိတတ်တများပြလာခြင်းစနစ်တကျညှဉ်းပန်းနှိပ်စက်မှုများလိမ့်ပိုင်းဆိုင်ရာအကြံဖက်မှုများကလေးသူငယ်များအပါအဝင်လူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုများရှိနေကြောင်းသတ်မှတ်ကြီးကရှင်းပြပါသည် ဆက်လက်ပြီးတနိုင်ငံလုံးတိုင်းတာဖြင့်ရွေးကောက်ပွဲကိုရန်တော်မြစ်ကျင်းပနိုင်တော်မူမဟုတ်ဟုအကြံဖတ်မင်းအောင်လှိုင်ဝန်ခံနေဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာတနိုင်ငံလုံးတိုင်းတာဖြင့်ရွေးကောက်ပွဲကိုရန်တော်မြစ်ကျင်းပနိုင်တော်မူမဟုတ်ကြောင်းအကြံဖတ်မင်းအောင်လှိုင်ကဝန်ခံပြောဆိုလိုက်ပါတယ်ရှင်းနေနေပြီးတော့တွင်ပြုလုပ်တဲ့စနေပြည် NCA နှစ်ပတ်လည်ခမ်းနားတွင်အကြံဖတ်မြောင်းလိုက်ကထို့သို့ပြောဆိုခြင်းဖြစ်ပါသည်။လာမည့်ဒီဇင်ဘာ28ရက်နေ့မှစတင်၍ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမည်ဖြစ်ကြောင်းတို့ရတွင်ရွေးကောက်ပွဲကိုရှားနှုံးဖြင့်ကျင်းပနိုင်တော်မည်မဟုတ်ကြောင်း ပထမအဆင့်အနေဖြင့်မြို့နယ်ပေါင်း102မြို့နယ်တွင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ပြီးဒုတိယအဆင့်တွင်မြို့နယ်ပေါင်း100ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းတတိယအဆင့်တွင်ကျန်ရှိနေသောမြို့နယ်များတွင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းမြောက်လိုင်းကဆိုပါတယ်။ရှားနှုံးပြေတော့မရဘူးဆိုတာကျွန်တော်ကြိုတင်ဝန်ခံထားပါတယ်။ရှားနှုံးပြေကတော့ရွေးကောက်ပွဲ၃ရက်စလုံးမှလည်းရှားနှုံးပြေမလုံနိုင်ခဲ့ပါဘူး။အကြောင်းအမျိုးမျိုးကြောင့်မလုံနိုင်တဲ့ရွေးကောက်ပွဲကိုလည်းနောက်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြားဖြတ်ရွေးကောက်ပွဲကို ဖြည့်ဆည်းပြီးတော့မှအလုံးဖြည့်ဆုံအောင်လုပ်ဖို့ကျွန်တော်တို့စဉ်းစားထားတယ်ဆိုတာလည်းပြောလိုပါတယ်ဟုမင်းအောင်လိုင်ကပြောဆိုပါတယ်လက်ရှိရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ပါတီမှကိုယ်စားလှယ်လောင်း9000ကျော်ကစည်ရင်ပေးသွင်းထားပြီးထိုင်နိုင်ငံလုံးအတိုင်းအတာဖြင့်6ပါတီကရှင်းပြိုင်မည်ဖြစ်ကောင်းရှင်းပါတီများတွင်ကျန်းဖို့ပါတီကကိုယ်စားလှယ်အရေးအတွက်1000ကျော်ဖြင့်အများဆုံးရှင်းပြိုင်မည်ဖြစ်ပါသည်ဆက်လက်ပြီး6ဖြူမှအကြံဖက်စစ်တပ်စစ်ကြောင်းထိုးလာလို့အာရကတက်တော် AA နဲ့တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါသည် အာရကတပ်တော် AA နဲ့အကြံဖက်စစ်တပ်တို့အကြားစစ်ရေးတင်းမာနေတဲ့ကြောက်သူမျိုးတွေမှာစစ်ကော်မရှင်ဘက်ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်အာရကတပ်တော် AA နဲ့အကြံဖက်စစ်တပ်တို့ကြောင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်တပ်ဦးကပြောဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့အောက်တိုဘာ1ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်အထိနာဆုတ်ခွာခဲ့ရတဲ့နေရာကြောက်ဖြူမျိုးနဲ့ပြင်ရှင်နဲ့ကလပါကြီးပါဘက်ကိုဒီကနေ့အောက်တိုဘာ15ရက်မနက်ပိုင်းကဒညဝရီရေတပ်ဌာနချုပ်ဘက်ကနေ အင်အားရာကြီးကံဖြင့်ထပ်မံစစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့တာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာလို့ဆိုပါရယ်ခုတခါအထိနာပြီးစုခွာသွားတဲ့နေရာကိုဒီနေ့မနက်ပိုင်းမှာထပ်ပြီးဝင်ရောက်တာပုံတိုက်ပွဲပြင်းထန်ဖြစ်ကြပါရယ်အကြမ်းဖက်စစ်တပ်ကဒီတခါလေးအရာရှိအချို့ပါကြာဆုံးသွားတယ်လို့ကြားပါရယ်အရေးအတွက်အားဖြင့်တိတိကျကျပြောဖို့ခက်ခဲပါတယ်လို့၎င်းစစ်ရေးတရင်ရင်မြကသတင်းဌာနကိုပြောဆိုပါရယ် အကြံဖတ်စစ်တပ်သည်ချောက်ဖြူတိုက်ပွဲ၌အကြဆုံးများနေတော့လေစစ်အင်အားလိုအပ်ချက်အတွက်ပြည်သူစစ်တပ်ဖွဲ့ဝင်များကိုရေချောင်ကနေပို့ဆောင်ကာအင်အားတိုးချထားလျက်ရှိနေကြောင်းခိုင်လုံတဲ့တင်းအရာသိရပါတယ်ထို့ပြင်ဒီကနေ့အောက်တိုဘာ15ရက်နေ့တွင်တောင်ကုန်းနှင့်တန်တွဲမြို့နယ်ကိုစစ်ကော်မရှင်ကဝိုင်းတွဲလျင်တစင်းကင်းထောက်ပြန်တန်းလျက်ရှိနေကြောင်းဒေသခံတွေကပြောဆိုကြပါတယ် ဆလပီအချမ်းဖတ်စစ်တပ်ကပြုလုပ်နေတဲ့ NCA အခမ်းအနားတက်ရောက်သောဥက္ကဋ္ဌဟောင်းနဲ့ခေါင်းဆောင်ဟောင်းအချို့အဖွဲ့အစည်းကိုကုစားမပြုကြောင်း KNU ဗဟုပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာပြန်ပါတယ်စစ်ကော်မရှင်က UC ပြုလုပ်တဲ့တနိုင်ငံလုံးအဖြစ်ကရဲစဲရေးစာချုပ် NCA ဆယ်နှစ်ပြည့်အခမ်းအနားကို KNU ဥက္ကဋ္ဌဟောင်းနဲ့ခေါင်းဆောင်ဟောင်းအချို့တက်ရောက်ခြင်းသည်အဖွဲ့အစည်းကိုကုစားမပြုသလို၎င်းတို့သဘောဖြင့်သာသွားခြင်းဖြစ်ကြောင်းခရင်မျိုးသားအစည်းအရုံး KNU ဗဟုမှပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နီကသတင်းဌာနကိုပြောပါတယ် အဲ့ဒါကတော့သူသဘောနဲ့သူသွားတာပဲဖြစ်ပါတယ်။အဖွဲ့အစည်းထဲမှာလည်းဘာတာဝင်မှမရှိတော့ပါဘူး။သို့တော့ KNU မှာတာမန်အဖွဲ့ဝင်တယောက်အနေနဲ့ဆက်ပြီးတော့ရှိနေတဲ့အပေါ်မှာတော့ဒီလိုမျိုးလှုပ်ခြင်းအပြင်တော့ KNU ရဲ့မူဝါဒနဲ့ဖောက်ဖျက်ပြီးဆန့်ကျင်နေတဲ့ဟုပရိုဆော်တော်နီကဆိုပါတယ်။ထို့ပြင်အဖွဲ့ဝင်တယောက်အနေဖြင့်လည်းအဖွဲ့အစည်းပေါ်တာဝန်ခံမှုမရှိတဲ့အတွက် KNU ၏မူဝါဒနဲ့သွေဖယ်ဆန့်ကျင်နေတဲ့ဟုဆက်လက်ရှင်းပြပါတယ်။ ထိုသို့မူဝါဒနှင့်သွေဖက်ဆန့်ကျင်နေသည့်အပေါ် KNU ဗဟုအနေဖြင့်ညီတို့ဆက်လက်လှုံ့ဆော်သွားမည်အပေါ်တရင်ဌာန၏မေးမြန်းမှုကိုပြန်လည်ဖြေကြားခြင်းမရှိပေ။လက်ရှိတွင် KNU ဥက္ကဋ္ဌဟောင်းဖြစ်သောစောမှုဒူစေဘုံတက်မဟာချောင်းဒူပလာယာခရိုင်ဥက္ကဋ္ဌဟောင်းပရိုဆော့ရွှေမောင်တို့သည်စစ်ကော်မရှင်ကဦးဆောင်ကျင်းပပြုလုပ်သည့် NCA ဆယ်နှစ်ပြည့်ခမ်းနားသို့တက်ရောက်နေကြသည်။ အဆိုပါခန္ဓာကိုလာမယ့်အောက်တိုဘာ18ရက်နေ့အထိပြုလုပ်မည်ဖြစ်ပြီးစစ်ကော်မရှင်၏ရွေးကောက်ပွဲကိုကူညီမည်ဟုကြေညာထားသောဒီမိုကရေစီအကြိုပြုကရင်တပ်မတော် DKBA မှဒုတိယစစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစော်ရွှေဝါငြိမ်းချမ်းရေးကောင်စီ PC မှဒုတိယဥက္ကဋ္ဌနော်ကပေါ်ထူနေ ALP မှစောမြရာစာလင်းမွန်ပြည်သက်ပါတီ NNSP မှနိုင်အောင်မင်း PNL ကိုစာမပြုတော့သည့် ဗိုလ်မှူးကြီးခွန်အုပ်ကတို့အပါအဝင်အခြား NCA လက်မှတ်မထိုးထားသည့်တိုင်းဒေသလက်နက်ကိုင်အဖွဲ့ချို့တို့လည်းတက်ရောက်နေကြပါတယ်